မင်္ဂလာပါရှင်ရန်ကုန်ခေတ္တချန်နဲ့နောက်ဆုံးအသတင်းကိုတင်ဆက်ပေးပါမယ်။မော်လိုက်မြို့နယ်မှာတိုင်းငတ်စစ်စင်နဲ့စစ်တပ်စခန်းချောက်ကိုတိုင်ခိုက်တင်ပိုက်ထားပြီးစစ်တုံးပန်းနဲ့လက်နက်ကင်အများပြားဖမ်းပြီး စကိုင်းတိုင်းမော်လိုက်မြို့နယ်မှာတိုင်ကန်စစ်စင်ကာလအတွင်းစစ်တပ်စခန်းချောက်ကိုတိမ်ပိုင်ရရှိခဲ့ကြောင်းမော်လိုက်တော်လှန်ရေးအစိုးရတာဝန်ရှိသူကပြောရင်အောက်ဂုတ်စတာနေစင်ဘာလအတွင်းမော်လိုက်မြို့နယ်အတွင်းမှာရှိတဲ့ဂျပန်စစ်တပ်စခန်းတွေကိုတော်လှန်ရေးတပွဲပူပေါင်းပြီးတိုင်ကန်စစ်စင်ပြပေါ်ဆောင်ခဲ့ရတောက်သားရပြူဇော်တိစခန်း၊အော်စည်းခုံရစခန်း၊ညောင်ဝင်းရပြူဇော်တိကိစခန်း၊နောက်ပင်ရစခန်းကုန်၊နားပင်ရစခန်းကုန်နဲ့တောင်ရင်ရစစ်တပ်စခန်းစားချောက်ကိုတိမ်ပိုင်ရရှိခဲ့ပါတယ်။တိုက်ခိုက်တိမ်ပိုက်တာက၅ခုပါ။တောင်ရင်ကုန်စခန်းကတော့ ဆင်ခွေးတွေစောက်ကတော့ပြေးတယ်စုစုဝါစကန်ချောက်ကိုတိတ်ပတ်ရရှိခဲ့တယ်ထိခိုက်ပန်းစီတင်စီရရှိမှုတွေကတော့စစ်တေတာကတော့ပြန်ပါလိမ့်မယ်တော်လိုင်းတပ်ဖွဲ့တွေဘက်ကလည်းထိခိုက်ကြဆောင်နိုင်ငံတော့ရှိတယ်လက်ရှိတိုက်ပွဲဆက်ဖြစ်နေရမျိုးတော့မရှိပါဘူးစင်းအစ်တင်မာနေအခြေအနေတော့ရှိတယ်လို့မော်လိုက်တော်လိုင်းရဆိုတောင်းရှိသူကပြောတယ်တိုင်းကဆစ်စင်ကမော်လိုက်တော်လိုင်းရဆွဲဖြစ်တဲ့ခရိုင်တရင်တင်းနဲ့၃လေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တို့ပါကလုံဆောင်ခဲ့ခြင်းဖြစ်ပါတယ်။တိုင်းကဆစ်စင်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှတင်းကျပ်ဖန်စီကစစ်မှုထမ်းခေါ်ဆောင်ခြင်းခံရတဲ့စစ်သားလေးကိုလက်နက်ကင်များနဲ့တူအလင်းဝင်ရ ောက်ခဲ့တဲ့ပြင်တော်လိုင်းရာဇွေဘက်ကကွန်ပျူတာဆွေးနွေးခြင်းပြေခဲ့ကြောင်းသိရတယ်။ဆက်လက်ပြီးစစ်အုပ်ချုပ်ရုံသိမ်းပြီးနောက်မြစ်ကျေးနားမြို့မှာစစ်တပ်ကညမထွက်အောင်မိတ်ပြန်လဲထုတ်ပြန်ကချင်ပြည်နယ်မြကျေးနားမြို့မှာဂျပန်စစ်တပ်လက်အကမြကျေးနားမြို့နယ်ဒုတိယအကြိုရုပ်စေဌာနကရာဇဝတ်ကျင့်တော်ဥပဒေပုံမှန်144နဲ့ညမထွက်ရမယ့်ကိုအော်တိုဘလရှင်နေမှာပြန်လည်ထုတ်ပြန်လိုက်တယ်။ ဂျပန်စစ်တပ်ကဇူလိုင်လ31ရက်နေ့မှာစေယောကျွင်မိတ်ကိုပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက်တနိုင်ကလုံးတိုင်းတာနဲ့ညမထွေအမိတ်တွေကိုပြန်လည်ရုပ်သိမ်းခဲ့တော့လဲမြကျိနာမြို့မှာယခုခါညမထွေအမိတ်ကိုပြန်လည်ထုတ်ပြန်လာခြင်းဖြစ်တယ်။မြကျိနာမြို့ညမထွေအမိတ်မှာနေ့စဉ်ည10:00နာရီကနေမနက်4:00နာရီချိန်ထိဖြစ်ပြီးလူငါးအုပ်သို့မဟုတ်ငါးအုပ်ထပ်ပို့ပြီးတော့မြို့နယ်အတွင်းလမ်းမကြီးအများပြည်သူသွားလာရောက်လမ်းသွယ်လမ်းကြားဥယျာဉ်သို့မဟုတ်အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာမှာစုဝေးခြင်းမပြုလုပ်ရန်မြကျိနာမြို့နယ်အတွင်းစုဝေးခြင်းနဲ့ဟောပြောခြင်းနဲ့ဖြည့်ဆည်းခြင်းနဲ့ရောင်းရင်းဆန်ခတ်ပြုမှုခြင်းနဲ့ကိုစစ်တပ်ကတားမြစ်ထားပါတယ်။ ။နေကျင်းနာမြို့နယ်နဲ့နမိတ်တွင်အများပြည်သူတွေလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးကိုထိခိုက်ပြပြစဉ်ပြုမှုခြင်းထိုကဲ့သို့ပြုမှုစာအချင်းကတည်ငြိမ်အေဂျင်အများပြည်သူတွေလုံခြုံရေးတရားဥပဒေစိုးမိုးနဲ့ရရအေဂျင်တာယာတွေကိုထိခိုက်စေတဲ့အပြင်ရုံးရင်းဆန်ခတ်သူတွေပြစ်ပွားစေနိုင်တယ်လို့ယုံကြည်ယူဆကြအောင်ပြကြပေးထားတယ်။မြကျင်းနာမြို့ပေါ်မှာရာဆွဲမှုတွေပေါ်လာတယ်။ခိုးမှုတွေလူရဲမှုတွေနဲ့ဓားတိုက်မှုတွေပေါ်လာတယ်။နောက်ပြီးစုံစုံကမှုရဲစေဝါတားပေါ်တယ်။လူငယ်မှန်သမျှမှုရဲစေဝါတောင်းကြတယ်။မှုရဲစေဝါလည်းကိုရဆိုင်မှာအလွယ်တကူဝယ်လို့ရနေလို့မြကျင်းနာမြို့မှာနိုင်ငံရေးတကြလှူရှာသူလူငယ်တဲ့ဦးကပြောတယ်။ ဆက်လက်ပြီးရေပြည်မြို့နယ်တိုက်ပွဲအတွင်းဆက်သုံးဒေကထိနိုင်စစ်တပ်ရွာတွေကစံခိုင်မတ်နင်းကိုပါမိရှုဖြစ်စီတော့တနင်္သာရီနေ့ရေပြည်မြို့နယ်ပူကောစွန်ကျာကိုစစ်ကြောင်းတို့ဝင်ရောက်လိုက်ဂျပန်စစ်တပ်စစ်ကြောင်းစံခိုင်ပါတီမဲ့ရဲ့နေရင်ပါဝင်စံခိုင်ပါတီတောက်ကန်သူတွေရဲ့နေနေကိုပါမိရှုဖြစ်စီသွားတယ်လို့ဒုရကစစ်ကြောင်းထုတ်ပြန်တဲ့စစ်တပ်စစ်ကြောင်းပြည်ကစတေမာ၂၈ရက်နေ့မှာပူကောစွန်ကျာကိုအင်အား200ဝန်းကျင်နဲ့စစ်ကြောင်းတို့ဝင်ရောက်လာပြီးရွာသားတွေကိုဖမ်းဆီးကနေနေကိုမိရှုဖြစ်စီရွှေငွေတွေကိုတင်းတမယူဆောင်သွားခဲ့လို့သိရတယ်။ အရင်တော့ဧကနိဂျာကိုစစ်ကြောတို့ချိန်မှာစတေမလာ30နှစ်နေ့လက်စနေနိုင်ဝင်းချင်းကစားပြီးစစ်တပ်နဲ့ဒေါ်လာရေးတက်တွေနှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲမှာတိနာသွားစစ်တပ်ကျေးရတွေနဲ့ဆယ်လုံးကိုမီရှော့ဖျက်ဆီးပြီးကျန်တဲ့နေချိုးကိုလည်းဖျက်ဆီးခဲ့လို့သိရတယ်။မီရှိုကန်ရဲ့အင်ဆယ်လုံးထဲမှာကြံခိုင်ရဲ့မယနေနဲ့ကြံခိုင်ရဲ့ပါတီထောက်ခံတဲ့နေငါလုံးနဲ့ပါဝင်တယ်လို့ဒရက်ကစစ်ကြောင်တို့ပြန်ကြရသေးရတယ်။နေရကြတိုက်ပွဲမှာစစ်တပ်က73ရောက်တည်ဆုံပြီးတည်ဆုံလောင်းတွေကိုရွာထဲမှာပစ်ထားခဲ့ကြအောင်ဒေါ်လန်ရဲဘော်တွေကတင်းကြိုင်မှာမိတဲ့ကြိုပေးခဲ့လို့ထုတ်ပြန်ကြမှာပါရှိတယ်။ အဆိုပါတိုက်ခိုက်မှုကိုတဝဲမျိုးသားလူများ၏တက်တွင်တူရကစစ်ကြောင်းဒေါနာတိုင်တက်ခွဲကြောင့်ရေဖြူတောင်မိုင်ဝင်တက်တဝဲခိုင်တက်ပေါင်းစုရေဖြူမြို့နယ်အချင်းဆိုင်မဟာမိတ်ဘဝတဖွဲ့နှင့်မဟာမိတ်တက်တွေဘဝလုံးဆောင်ခဲ့ပြီးတိုက်ပွဲတွင်ရဲဘော်တယောက်မြင့်မြတ်စွာကြာဆောင်ကတော်တော်တရားရှင်ခဲ့ပါတယ်ဆက်လက်ပြီးညညွေမြန်မာဂျပန်ဆီယံဆွေကိုင်ကိုဖျက်သိမ်းနောက်ကြောင့် Justice for Myanmar ကတော့ပြန်ကျွန်တော်ညညွေမြန်မာဆီယံဆွေကိုင်ကဖျက်သိမ်းနိုင်တယ်လို့မကြသေးခင်က right life award ဆုရရှိတာ justice for myanmar ကထုတ်ပြန်တယ်2022ခုနှစ် february မှာမြန်မာစစ်တပ်ကတရားမွေအာဏာသိမ်းကြိုးပမ်းမှုစတင်ခဲ့တဲ့အချိန်ကစလို့တနိုင်ငံလုံးတိုက်တာနဲ့ပြည်သူလူထုပေါ့အကြမ်းဖက်လုံရှားမှုရဲ့ကျွလွန်ခဲ့လို့ဆိုရဲမြန်မာပြည်သူလူထုကလည်းအကြမ်းဖက်ဆင်ရဆွေးကိုင်းကိုဖြိုခွင်းဖို့နဲ့အာဏာရှင်ကင်းစင်တဲ့နာဂတ်နိုင်ငံတိစောက်ဖို့အတွက်အနေရကိုဗဒနာမထားဘဲသတိရှိစွာခုခံတွန်းလှန်တိုက်ပွဲဝင်တယ်လို့ဂျင်းဖန်ကဆိုရဲ ကြပ်ဖက်စစ်တပ်ကနိုင်ငံတကာစီးပွားရေးကွန်ရက်တင်နဲ့တဘောတန်စာတာရင်းမြစ်တွေကိုတရားဝင်ကုန်သွယ်မှုတွေနဲ့နိုင်ငံပြတ်စွာရာဇဝတ်မှုတွေကတဆင့်ဝင်ငွေရရှိနေပြီးရာဇဝတ်ဂိုင်းတစ်ခုတပွဲလုံဆောင်နေလို့ Jeff Van ထုတ်ပြန်ကြမှာဖော်ပြရတယ်။ Jan Street ဖို့မြန်မာကအဲ့ဒီရာဇဝတ်ဂိုင်းကိုပေါ်ထုတ်ဖြိုပြနိုင်ဖို့အတွက်စုံစမ်းစစ်ဆေးဖို့တစ်ခုချင်းစီနဲ့တစ်ချိန်ပြီးတစ်ချိန်လုံဆောင်နေရလို့ဆိုတယ်။မြန်မာနိုင်ငံတဝန်းနဲ့ကမ္ဘာအနှံ့ရှိပြည်သူလူထုအပေါင်းကစုပေါင်းလုံဆောင်မှုတွေရလဖြစ်နိုင်ငံစုံ Corporation တွေကဂျပ်ဖက်စစ်တပ်နဲ့ဆက်နွယ်တဲ့စီးပွားရေးလုပ်ငန်းတွေကနေဒေါ်လာတန်းရာချီရဲ့အရင်းအမြစ်မျိုးနွယ်မှုတွေကိုပြန်လည်ရုပ်သိမ်းခဲ့ရပြန်ပြစ်မှတ်ထားတန်ခတ်အရေးယူမှုတွေ ဂျပန်စစ်အုပ်စုရဲ့ကမ္ဘာလုံးဆိုင်ရာအသက်သွေးကြော်တွေကိုဖျက်တောက်ပေးနေကြပြီလို့ဖြစ်ပါတယ်။ဂျပန်မြန်မာစစ်တပ်နဲ့စီးပွားရေးချိတ်ဆက်ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းတွေကိုဖော်ထုတ်ဖို့နဲ့အဲဒီကုမ္ပဏီပေါ်ဖိအားပေးအနေနဲ့ဂျပန်စစ်တပ်စီဘဏ္ဍာငွေစစ်စစ်နေမှုကိုဖျက်တောက်ဖို့အတွက်နိုင်ငံတကာအစိုးရတွေကိုတာခတ်ရည်ရွယ်မှုတွေထားမှတ်ကောင်းတဲ့ပေါ်ဖိအားပေးဖို့လဲ JFN ကတိုက်တွန်းပါတယ်။ ဂျက်ဖန်ဖွဲ့ရ2025ခုနှစ်အတွက် Right Live for Awake ဆိုရရှိသူအဖြစ်လည်းရွေးချယ်ခံခဲ့ရပြီးအဆိုပါဆိုပါလူသားအလုံးအတွက်ငြိမ်းချမ်းရေးတရားမျှတမှုနဲ့ရွေးချယ်တည်ထောင်မှုအတွက်ကျိုးပန်းဆိုင်ရာနယ်ကမ္ဘာတစ်ဝန်းကအပြောင်းအလဲဖော်ဆောင်သူတွေကိုတည်မှတ်ပြုပေးရတာဖြစ်ပါတယ်။ဆလဘီကြည်ဖွေဒီသားမှာပြည်သူတွေကန့်ကွက်တဲ့နေရာတွေမှာရွှေမတူဖို့ကြံရတာမြင်ကချင်ပြည်နယ်ကြည်ဖွေဒီသားမှာကန့်သက်ထားတဲ့နေရာမှာရွှေမတူဖို့ကချင်လွတ်လပ်ရေးဖွဲ့ကတားမြစ်လိုက်ကြောင်း KIO KIA တင်ပြကြားရေးဌာနကအော်တိုဘလရှိရညပိုင်းမှာတင်ပြပေါ်ပြတယ်။ ပြည်သူတွေကန့်သက်တဲ့နေရာမှာရွှေတူးပေါ်မလုံးစားဖို့ရွှေတူးပေါ်မူကြောင့်ရေလန်းကြောင့်လည်းကားလန်းနေထိခိုက်ပျက်စီးမှုသာကာကွယ်ဝေရွယ်ပြီးအခုလိုကန့်သက်တာမြင်လိုက်တာလို့သိပေးတယ်။အခုကန့်သက်လိုက်တဲ့ area ကြီးပွေဒေသနဲ့နှိစက်တဲ့မေခါမြစ်ကြောရှိရွှေတူးတို့အလုံးပေါင်းနေလို့ပေါ်ပြရတယ်။အရင်ကမြန်မာတရုတ်နယ်စပ်မြို့ဖြစ်တဲ့ကြီးပွေကိုစစ်ကောင်စီနဲ့လက်အောက်ကဥစကောင်တရင်ဥဆောင်နဲ့နေကြောင်စာတပွဲကထိန်းချုပ်ထားဖြစ်ပြီး2024နှစ်ကုန်ပိုင်းကကရင်ကသိမ်းပိုက်ခဲ့တာပါ။ ချိဖွေပဝင်တဲ့မြေတစ်ခုလုံးကိုခံသိမ့်ပိုက်ခဲ့တာဖြစ်တယ်။ဆက်လက်ပြီးကြောင်းတောက်လုံငယ်ရေးတည်ဆောက်ထိခိုက်ခဲ့တဲ့စစ်ကောင်စီလက်ကြောင်းတိုက်ခိုက်မှုမှတ်တမ်းနဲ့စီဒီအမ်မင်တက်ထုတ်ပြန်ချင်းပြည်နယ်မင်တက်မြို့နယ်တိုက်နယ်နေရှိကျေးရွာနေရာကိုအနာသိမ့်စစ်ကောင်စီတပ်ကအော်တိုဘတ်ရှိညပိုင်းမှာလေကြောင်းကနေပေါ်စဲတိုက်ခိုက်ရာကလေးငယ်၃ဦးနဲ့မတန်ဆွမ်းမြို့သမီးတအုပ်တည်ဆောက်ကဆယ်ဦးကျော်ထဏ်ရရှိခဲ့ကြောင်းချင်းတေသာကာကွယ်တပ်ကထုတ်ပြန်တယ်။တိုက်ခိုက်မှုကြောင့်နေကြောင်းလုံးထိခိုက်ပျက်စီးခဲ့လို့သိပေတယ်။စီဒီအမ်မင်တက်ထုတ်ပြန်ကြမှာနေအစာဦးပျက်စီးခလေးငယ်တွေစတင်ကြစတင်ငယ်ပျက်စီးမှုတွေတွေ့ရတယ်။ စစ်ကောင်စီတပ်ကမင်းတပ်မြို့နယ်ကအော်တိုဘာလာလီရဲမှာလည်းလေကြောင်းတိုက်ခိုက်ခဲ့လို့ဟိုတယ်ဆောင်တွေပြက်စီသလိုပြည်သူထိခိုက်မှုကြောင့်လည်းရှိခဲ့ပါတယ်။စီတပ်မင်းတပ်နဲ့မဟာမိတ်တွေတင်ပိုက်ထားတဲ့မင်းတပ်မြို့နယ်ပောင်းစစ်ကောင်စီကသူတို့လက်လွတ်ဆုံးရှုံးထားတဲ့မြို့ရွာတွေကိုလေကြောင်းစစ်စင်တွေဆက်တိုက်ပြုလုပ်နေပြီးအများစုကရဲသားပြည်သူနေထိုင်နေရာတွေကိုတိုက်ခိုက်နေရပဲဖြစ်ပါတယ်။နောက်ဆက်ရောက်ပြီးကြားရတဲ့အတွက်ဒုဝင်ကျေးဇူးတင်ရှိပါတယ်။